မတော်တပိုက်ဖတ်ချင်ပါတယ်ပထမဖတ်ရန်ကြမ်းကြမ်းမှာယောရှုယောရှုမှတ်စာအခန်းကြီး1အငယ်6ဖြစ်ပါတယ်တင့်ကိုငါမှားထားသည်မဟုတ်လောအာယူ၍ရဲရင်ချင်းရှိလော မကြောက်နှင့်စိတ်မပြတ်နှင့်တွားလီရာရာ၌သင်ဤဖျားသခင်ထာဝရဖျားရှိသည်ဟုမိန်တော်မူ၏ဒီကနေ့ကျမတို့ရင်ဆိုင်နေရတဲ့အရာတွေကိုကျမတို့ကြည့်တဲ့အခါမှာစိတ်ပြတ်ခြင်းစရာကောင်းတဲ့အရာတွေနဲ့ကျမတို့တွေ့ရတယ် တခါတလေကြားလို့ရှိရင်ကျွန်တော်ကြံစီတဲ့အတိုင်းနေကျွန်တော်တို့မဖြစ်ဘူးကျွန်တော်ပြင်ဆင်တဲ့အတိုင်းနေကျွန်တော်တို့မဖြစ်ဘူးကျွန်တော်တို့မျောလင်းထားတဲ့အတိုင်းနေကျွန်တော်တို့မဖြစ်ဘူးကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့ပြင်ဆင်ထားပြီမယ်ပြင်ဆင်ထားတဲ့အတိုင်းမဖြစ်ဘူးဆိုတော့တော့ကိုင်းမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာတခါလေကြလို့ရှိရင်ကျွန်တော်တို့ကြုံတွေ့တဲ့အရာတွေကျွန်တော်တို့ရင်ဆိုင်နေရတဲ့အရာတွေအဲ့ဒီအနာဂတ်အတွက်ကျွန်တော်တို့စဉ်းစားလိုက်တဲ့အခါမှာတခါလေကြလို့ရှိရင်စိုးရိမ်တယ် နော်စိုးရင်ကြောက်ရွံ့ခြင်းတွေကျွန်တော်တို့ရှိနေတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအားလုံးသိပြီးသားဖြစ်တယ်ပျော်လားဆိုမပျော်ဒါပေမဲ့ပျော်အောင်အတတ်နိုင်ဆုံးစူးစမ်းပြီးတော့မှအသက်ရှင်ရတယ်ဆိုတော့မပျော်တဲ့အတွက်ကိုကျွန်တော်တို့ကဒီနေ့ရက်ဒီမှာကျွန်တော်တို့ပျောက်သွားတာမဟုတ်ဘူးဆိုတော့မပျော်ပျော်အောင်နေရတယ်ပျော်လားဆိုမပျော်ဘူးตายရလားဆိုမตายရပါဘူးဒါပေမဲ့နေပျော်အောင်ตายရတဲ့အောင်တော့နေရပါတယ်ဆိုတော့ကျွန်တော်တို့ကြုံတွေ့နေရတဲ့အရာတွေကအဲ့လိုမျိုးတွေဖြစ်နေတယ် ပြောတခါလေကြားလို့ရှိရင်အဲ့ဂျုံတွေ့နေရတဲ့ကျမတို့ရဲ့အဲ့ဒီအရာတွေကကျမတို့ရွေးချယ်လို့လားဆိုတော့လည်းမဟုတ်ဘူးကျမတို့ရွေးချယ်လို့လည်းမဟုတ်ဘူးမရွေးချယ်ဘဲနဲ့လည်းကျမတို့ကြော်သွားလို့လည်းမရဘူးဆုတဲ့ခါမှာကျမတို့ကိုဖျားသခင်ကနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးထားပါတယ်အာယူရရဲရင်ချင်းရှိပါမကြောက်ပါနဲ့တဲ့စိတ်မပြတ်ပါနဲ့ ဆိုတော့တခါလေကြလို့ရှိရင်ကျွန်တော်တို့မနိုင်တဲ့ဝင်နေမနိုင်တဲ့အရာတွေကိုကျွန်တော်တို့ကကြည်ပြီးတော့မှကျွန်တော်တို့ကကြောက်ရွံ့တယ်ဆိုတော့အဲ့ဒီမနိုင်တဲ့ဝင်နေအတွက်မနိုင်သောအရာတွေအတွက်ကိုကျွန်တော်တို့ကစိုးရင်ကြောက်ရွံ့ခြင်းအားဖြင့်ကျွန်တော်တို့ကနိုင်သွားသလားဆိုတော့လည်းမနိုင်ပါဘူးဆိုတော့နှုတ်ကပတ်တော်ကအဲ့ဒါကြောင့်ကျွန်တော်တို့ခွန်အားပေးထားတာအားယူ၍ရဲရင်ချင်းရှိပါစိတ်မပြတ်နဲ့တော်အားလီရာရာ၌တင်ဤဖျားသခင်ထာဝရဖျားရှိတယ်လို့မေဟိုနာက ဘာပတိကလည်းပြောသွားတယ်ပေါ့နော်ရှေးပိုင်းကဆင်မကလည်းပြောသွားတယ် God was us ကျွန်တော်တို့အတူရှိတဲ့ဖခင်သခင်ဖြစ်တယ်မနေ့ကလည်းရှိတယ်ဒီနေ့လည်းရှိတယ်နောင်လည်းရှိနေအောင်ပဲဖခင်သခင်ကယနေ့ကျွန်တော်တို့ကိုဘာပြောနေလဲဆိုတော့အာယူပြီးတော့မှရဲရင်ချင်းရှိဖို့ရန်အတွက်ကျွန်တော်တို့ကိုပြောနေတာဖြစ်တယ်ကျွန်တော်တို့ယနေ့ယဉ်ဆိုင်နေရတဲ့အခက်အခဲတွေဆိုတော့လူဆိုတာကလေကို့ထွာနဲ့ကို့နော်ကို့အတိုင်းတာနဲ့ကို့ ို့အတွက်ကအင်မတန်မှကြီးမားတဲ့အရာဖြစ်ကောင်းဖြစ်မယ်။ဒါပေမဲ့နောက်တစ်ယောက်အတွက်ကတော့အဲ့ဒါကအယံကိုလွယ်ကူတဲ့အရာဖြစ်ကောင်းဖြစ်လိမ့်မယ်။တခြားတစ်ယောက်အတွက်အယံလွယ်ကူနေမယ်၊ကျမတွက်ခက်ခဲနေမယ်၊ကျမတွက်လွယ်ကူနေမယ်၊သူ့အတွက်ကတော့ခက်ခဲနေမယ်။ဆိုတော့တယောက်နဲ့တယောက်ကတော့မတူဘူး။ဒါပေမဲ့အချိန်နေတိုင်းမှာဖျားသခင်ရှိရဲ့။အချိန်နေတိုင်းကိုဖျားသခင်ကပိုင်တာတယ်။ဆိုတော့ အမှန်တရားကတော့အခြေအနေရပေါ်မှာပြောင်းလဲကောင်းပြောင်းလဲနေမယ်။ဒါပေမဲ့တမာတရားကတော့ဘယ်တော့မှမပြောင်းလဲဘူး။ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိတယ်ဆိုတဲ့တမာတရားကဘယ်တော့မှမပြောင်းလဲတဲ့အတွက်ယနေ့အားပေးခြင်းနဲ့ကျွန်မလည်းအရာနဲ့အာယူနေတယ်။အာယူ၍ရဲရင်ချင်းရှိဖို့။တကယ်တော့ယောရှုရဲ့အသက်တာမှာသူဒီပထမခေါင်းဆောင်မဟုတ်ပါဘူး။ပထမခေါင်းဆောင်ရဲ့နောက်မှာသူကဒုတိယခေါင်းဆောင်ဖြစ်လာတာပါ။ ကျွန်တော်သူ့ရဲ့တက်တာမှာလိုအပ်တာတွေရှိမယ်သူ့ရဲ့တက်တာမှာမပြည့်စုံတာတွေရှိကောင်းရှိလိမ့်မယ်ကျွန်တော်တို့အသက်တာမှာလည်းအဲ့တိုင်းပဲဘုရားသခင်ခိုင်းတာကိုလုပ်မယ်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့အသက်တာမှာလိုအပ်ချက်အရာတွေလိုအပ်တဲ့အရာတွေရှိတဲ့အခါမှာစိုးရိမ်တာတွေကြောက်ရွံ့တာတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုခွန်အားပေးထားတယ်အာယူ၍ရဲရင်ချင်းရှိဖို့မကြောက်ဖို့စိတ်မပြတ်ဖို့တခါတလေပဝင်းကျင်ကကျွန်တော်တို့ကိုစိတ်ပြည့်စေတယ်နော် ပဝင်းကျင်ကတခါတလေကြလို့ရှင်ကျွန်တော်တို့ကိုစိတ်ပြက်အောင်လို့တွန်းပို့တယ်နော်ဒါပေမဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ကိုစိတ်ပြက်ခွင့်မပေးဘူးအာယူ၍ရဲရင်ပြီးတော့မှမကြောက်ပဲနဲ့စိတ်မပြက်ပဲနဲ့သွားလျာရမှာတင်ရဲ့ထာဝရဖျားခင်ရှိရဲဆိုတဲ့ဂတိတော်ကိုပဲကျွန်တော်တို့ကိုစွဲကင်ပြီးတော့မှခွန်အားပြည့်နဲ့ခိုင်ခန့်စွာနဲ့ဆက်လက်ရှောက်လန်းဖို့ရန်အတွက်ဒီကနေ့ပထမချက်နေနဲ့အားပေးချင်တာဖြစ်ပါတယ်ဒုတိယချက်နေနဲ့ကဘာလဲဆိုလို့ရှင်တော့ခုနကတခြင်းဥဆောင်တဲ့ အဲညီမတယောက်ကလည်းဒီကနေ့တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီရှီမုံပေတူးရဲ့ငားဇလန်းကကျမသိချိုက်တာနော်အဲ့ငားဇလန်းကကျမကို အများကြီးခွန်အားဖြစ်စေတယ်ကျမကိုယ်တိုင်လည်းဒီကနေ့ကျမကိုယ်တိုင်လည်းခွန်အားရတဲ့အရာကိုပြန်ပြီးတော့မှဝမ်းမြောက်စွာနဲ့ဝေငှတာဖြစ်တယ်။ကျမကိုခွန်အားဖြစ်စေတဲ့အရာဖြစ်တယ်။ရှင်လူကခရစ်ဝင်အခန်းကြီးကအငယ်1ကနေ7ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင် ရှိမုံပေတူးနဲ့အဲဒီ၅ဇလန်းเนาะကျမတို့အားလုံးသိပြီးသားဖြစ်တယ်ဒီ၅ဇလန်းကြီးကကျမတို့တွေအင်မတန်မှခွန်အားရစရာဖြစ်တယ်ဆိုတော့အခန်းကြီးကအငယ်၅လေးအငယ်၅တပိုက်လေးကိုပဲကျွန်မဖတ်ပါမယ်ရှိမုံကလည်းသခင်အကျွန်ုပ်တို့သည်တညာလုံးကြိုးစားတော်လဲတကောင်မြမရပါတို့ရတွင်အမိန်တော်ရှိလျင်ပိုက်ကွန်ကိုချပါမည်ဟုရှောက်လေ၏ ရှိမုံပေတူးရဲ့အသက်တာမှာရှိမုံရဲ့အသက်တာမှာကငားဖမ်းတဲ့အလုပ်က သူ့ရဲ့ professional အလုပ်ဖြစ်တယ်။အရန်ကျွမ်းကျင်တယ်။အဲ့ဒီအိုင်းအဲ့ဒီနေရာအဲ့ဒီလှေအဲ့ဒီပိုက်အဲ့ဒါတွေနဲ့ तू ကအချိန်နဲ့အများကြီးလောက်ကင်စားတော့မိသားစုကိုကျွေးမွေးခဲ့ပြီးသားဖြစ်တယ်။ဒါပေမဲ့လူတစ်ယောက်ကလူတစ်ယောက်အားဖြင့်ဖျားသခင်က အံ့ဩပွေရအမှုပြုခြင်းတဲ့အခါမှာတခုခုအားဖြင့်ကျမတို့ကိုပို့ပြီးတော့မှတိတာထင်ရှားအောင်လို့အသုံးပြုလေးရှိဆိုတော့နာခံခြင်းအတ္တတာဆိုတာကျမတို့ရဲ့ဘဝအတ္တတာကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေတယ်ဆိုတဲ့အရာကိုဒီအဖြစ်ပြအားဖြင့်ကျမတို့ကိုကိုရောဖျားတင်ပေးခြင်းတယ်လို့ကျမကတော့မှတ်ယူပါတယ်ဆိုတော့ तू ဘလောက်ကျွမ်းကျင်လဲဒီငါဖတ်တဲ့အလို့ ာသူ့ရဲ့ professional အလုပ်နော်ကျမတို့လုပ်နေတဲ့အလုပ်တွေမှာလည်းကျမတို့အရန်ကျွမ်းကျင်ပါတယ်နော်ကျွမ်းလုပ်နေကြအလုပ်ကကျွမ်းကျင်တယ်ပြောစရာတော့မလို့သူဟာနဲ့သူအချိန်နဲ့ဟန်ချက်ညီညီနဲ့သူဟာသူသွားပါလိမ့်ဒါပေမဲ့သူဘလောက်ပဲကျွမ်းကျင်တဲ့အလုပ်ဖြစ်ပါစေသူရောသူမိတ်ဆွေရောတညာအလုပ်ငါဖန်တယ်မရ sorry ပဲနော်တကောင်းမှမရဘူး ဘလောက်စိတ်ပြက်မလဲအဲ့ဒီနေရာမှာသူငားတွေရခဲ့ဘူးတဲ့နေရာမှာအဲ့ဒီတညမှာတော့သူလုံးဝမရအောင်သူလည်းမဟုတ်ဘူးသူ့ရဲ့မိတ်ဆွေတွေပါမရတာတညလုံးဖမ်းနေတယ်နော်မရအောင်ဒါပေမဲ့အမိန်တော်ကို နာခံတဲ့အခါမှာဘုရားသခင်ကခိုင်းလိုက်တယ် ီနေ့ရရက်ကိုတွားပြီးတော့မှပိုက်ကုန်ချလိုက်စမ်းပါသူပြောတဲ့အခါမှာနည်းနည်းအထွန့်တက်သေးတယ်နော်ကျမတို့လိုလူမျိုးတွေနေမှာပေါ့နော်သူလည်းကျမတို့လိုမျိုးဖြစ်ပါမောအာဟုတ်လို့လားကိုရောဖြစ်နိုင်မှာမလားကိုရောတ냐လုံးဖန်ထားတယ်လေရမမရတာငားတွေများမျိုးတုံးကုန်လားမသိဘူးအဲ့ဒါကျမထည့်ပြောတာနော်အင်းဆိုပြန်ပြီးတော့မှလေတခုခုပေါ့နော်ညင်းဆန်တာလေနော်အေးအဲ့လိုမျိုး ဆိုတော့ဒါပေမဲ့နောက်ဆုံးမှာသူ့ရဲ့ဆုံးဖြတ်ချက်ကတိတ်ကောင်းတယ်နော်ကိုရောဖျားကလုတ်ပါဆိုရင်သူလုတ်ပါမယ်ဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာဘလောက်ပဲကိုရောကိုမျက်နှာလွှဲပြီးတော့မတိမတာကောတိတိတာတာကောတခါလေကြလို့ရှင်လူတွေမမြင်ဘူးနော်ဖျားကကိုကိုမြင်တယ်နော်ဆိုတော့တိတိတာတာကောမတိမတာကောဖျားသခင်ကိုကျမတို့ကလေ တခါလေကြလို့ရှိရင်ညှင်းဆန်မိတဲ့အရာတွေမျက်နှာလွှဲတဲ့မိတဲ့အရာတွေရှိခဲ့မယ်ဆိုရင်တော့မှကျမတို့ရဲ့အဆုံးသတ်ဆုံးဖြတ်ချက်တော့မှန်ပါစေနော်ဆိုတော့ကိုရောဖျားအမိတ်ရှိရဲ့အလိုတော်ရှိတယ်ဆိုလို့ရှိရင်သူလုပ်ပါမယ်အဲဒီတော့မှသူကျွမ်းကျင်နေတဲ့အရာက ပြန်ပြီးအသက်ဝင်လာတာဖြစ်တယ်ဆိုကျမတို့အသက်တာမှာတခါလေကြလို့ရှိရင်အဲဒီအရာကျမတို့အသုံးပြနေကြအရာတွေက တခါလေကြားလို့ရှိရင်လေပါဝါရီယော့သွားနော်ပါဝါရီယော့သွားဘာကြောင့်လဲဆိုဘုရားသခင်ကပြန်ပြီးအသက်သွင်းမှုလို့ဆိုဘုရားသခင်ရဲ့အမိန့်ကိုပြန်ပြီးသူနာခံလိုက်တဲ့တခဏမှာသူဒီသူ့ရဲ့ကျွမ်းကျင်မှုကပြန်ပြီးအသက်ဝင်လာတာဖြစ်တယ်ပြန်ပြီးတော့မှပိုက်ကွန်ချလိုက်တဲ့အခါမှာငါးဒီအများကြီးမှအများကြီးရတာသူတယောက်တည်းမဟုတ်သူ့ရဲ့အဖော်ဒီပါခေါ် ပေးတာတခါလေကြားလို့ရှိရင်ကျမတို့ကလေကျမတို့ရဲ့ခံစားရတဲ့ကောင်းကြီးတွေကကျမတို့နဲ့တည်းမလောက်ဘူးเนาะကျမတို့တောင်တုံးမလောက်ဘူးသူများကိုမျှဖို့နေနေတာတာကိုတောင်မလောက်ဘူးเนาะဆိုတော့ရှင်မရဲ့အသက်တာမှာကတော့ဖျားသခင်ပေးလိုက်တဲ့ဖျားသခင်ကိုနာခံလိုက်တဲ့တခဏမှာ သူရလိုက်တဲ့ငားတွေပေါင်းမြောက်များစွာပိုက်ကွန်အောင်ဆုတ်ပြတ်လို့မတတ်ပဲဒီခေတ်စကားနဲ့ပြောရင်ရှန်ထွက်ပေါ့နော်ဆိုတော့ကြံတဲ့မိတ်ဆွေတွေပါ ပြီးတာမြတ်အစရာကိုရှိတာမြတ်အစရာကိုဘုရားသခင်ကပေးတာအဲဒီမှာမြုပ်ွက်ရှိတယ်အဲဒီရဲ့မြုပ်ွက်ကိုဒီကနေ့ကျမတို့အသုံးပြုအောင်ကျမကတော့အဲ့ဒါကိုခွန်အားယူပြီးအသုံးပြုတယ်ဆိုတော့အဲဒီငားရခဲ့တဲ့နေရာမှာငားမရတော့ဘူးဒါပေမဲ့ငားပြန်ရတယ်ဟုတ်တယ်နော်ရတယ်မရဘူးပြန်ရတယ် ဆိုတော့အရင်ကတော့သူ့ရဲ့ကျွမ်းကျင်မှုနဲ့သူဖမ်းခဲ့တယ်သူ့ရဲ့ကျွမ်းကျင်မှုဟုတ်တယ်သူငားရခဲ့တယ်ဒါပေမဲ့ဖျားပုံးတော့ထင်ရှားဖို့ရန်အတွက်ဖျားသခင်က သူ့ကို သူ့ကိုဘလောက်နာခံလဲဆိုတော့သူ့အားဖြင့်အောပေါ်ရပြုတ်ခြင်းတဲ့အခါမှာငားတကောင်မမြောဆိုတော့သူ့မှာကြီးစွာသော ဆုံးရှုံးခြင်းကိုသူခံစားရတယ်ဒါပေမဲ့ဖျားသခင်ရဲ့အမိန်ကိုသူပြန်နာခံလိုက်တဲ့အခါမှာ သူကအဲ့ဒီနေရာမှာပဲငားပြန်ရတယ် ိုက်မပြောင်းဘူးနော်ဟာမင်းပိုက်ကစုပ်သွားတာကိုမင်းပိုက်ကကောင်းမှမကောင်းတာပိုက်ကိုလဲလိုက်ပါလို့မပြောဘူးနော်အဲဒီလှေကစုပ်နေတာလို့လည်းမပြောဘူးနော်အဲဒီလှေပဲအဲဒီပိုက်ပဲမင်းပေါင်းတဲ့အပေါင်းအသင်းတွေကကောင်းမှမကောင်းတာအဲ့အပေါင်းအသင်းတွေကိုပြောင်းလိုက်အပေါင်းအသင်းအစ်စ်နဲ့မှ ။တွားရင်းနဲ့ရအရက်ကိုတွားပြီးတော့မှပိုက်ကွန်ချပါလို့မပြောဘူးနော်။အဲဒီအဖော်ရင်းနဲ့ပဲ။ဆိုတော့အဲဒီအရာတွေကိုအဲဒီ tools တွေကို तू မပြောင်းခိုင်းဘူးနော်။သူ့ရဲ့အောင်မြင်ခြင်းကဖရာသခင်ရဲ့အမိန်တော်အဖြစ်ဖြစ်တယ်။သူ့ရဲ့နာခံခြင်းအဖြစ်သူ့ရဲ့အောင်မြင်ခြင်းဖြစ်တယ်။ဆိုတော့ပို့ပြီးတော့မှကျွန်မသိကြိုက်တဲ့အရာကဘာလဲဆိုလို့ရှိရင် တခြားနေရာမှာတခြားအိမ်မှာတခြားပင်လယ်မှာတခြားနေရာမှာတွားပြီးနေရာပြောင်းပြီးတော့မှတွားများกว่าတွားပြစ်กว่าငါဖမ်းกว่าလို့မပြောအဲ့ဒီနေရာမှာပဲဆိုတော့ဘုရားသခင်ကအရာခတ်သိမ့်ကိုတတ်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်ကျွန်တော်တို့ဆုံးရှုံးထားသောနေရာမှာပင်လျှင်ပြန်ပြီးတော့မှချီးမြှောက်ပေးနိုင်တဲ့ဘုရားရှင်ဖြစ်တယ် အားကြောင့်ဒီကနေ့မှာ ကျမတို့အကြောင်းအမျိုးမျိုးကြောင့်ကျမတို့ဆုံးရှုံးခြင်းတွေခက်ခဲခြင်းတွေနာကျင်ခြင်းတွေလက်လွတ်လိုက်ရတာတွေရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့အဲ့နေရာမှာပဲဘုရားသခင်ကနှဆသောကောင်းကြီးရှံထွက်နေသောကောင်းကြီးသူတစ်ပါးဟောတော့ပြန်ပြီးတော့မှဝေမျှနိုင် လောက်သောကောင်းကြီးကိုအဲ့ဒီနေရာမှာပဲ ပြန်ပေးมาဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဖရာသခင်နောက်တော့လက်ရမယ်နော်ဆိုအဲ့ဒါနဲ့ကျွန်တော်တို့ခွန်အားယူတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်မယ်ဆိုလို့ရှင်တနေ့တနေ့မစင်းစားကြုံပိုတတ်နိုင်တာတခုဆိုတခုမှမရှိဘူးဆူတောင်းခြင်းကလွဲပြီးတော့ကိုတတ်နိုင်တာတခုဆိုတခုမှမရှိဘူးဒါပေမဲ့ကိုတတ်နိုင်တာတခုမှမရှိလို့မြတ်စန္ဒာနင်ငိမ့်နေလို့ရလားဆိုလည်းမရအောင် လှုပ်ဆရာရှိရာကိုဆက်လုပ်နေရတာပဲဖြစ်တယ်။ဂျင်းနဲ့ချက်သေးမှာအမျိုးမျိုးပြောင်းလဲနေတဲ့အမိန်ထုံပြောင်းချက်တွေကြားထဲမှာ ကျမတို့ကမရရအောင်ဟိုဘက်ပေါက်ဒီဘက်ပေါက်တိုးစရာရှိတဲ့ပေါက်တွေကနေတိုးပြီးတော့မှကျမတို့ကလိုရတာပဲဖြစ်တယ်။ဒါပေမဲ့အဲ့လိုခက်ခဲပြီးတော့မှအဲ့လိုဆုံးရှုံးမှုတွေနဲ့ကျမတို့လဲပြိုလူမတက်ဖြစ်တဲ့နေရာမှာ ဖျားသခင်ကပြန်ပြီးတော့မှကျွန်တော်တို့ကိုကောင်းချီးပေးမယ်ဆိုတာကို ကျွန်မတစ်ချစ်ချာယုံကြည်တယ်။အားကြောင့်ဒီကနေ့ကျွန်မအားယူပြီးတော့မှရဲရင်ချင်းရှိရဲစိတ်မပြတ်ဘူးဆက်ပြီးတော့မှဆောင်ရွက်ဆရာရှိတာတွေကိုကျွန်မကဆောင်ရွက်နေတာပဲဖြစ်တယ်။ဆိုတော့သူတစ်ပါးအတွက်ကောင်းချီးဖြစ်ဖို့ရန်အတွက်ကျမတို့ဒီဖျားသခင်အဖင် ကောင်းကြီးခံစားရတဲ့အခါမှာသူတစ်ပါးအတွက်လဲကျမတို့ကောင်းကြီးမင်္ဂလာကိုမျှဝေဖို့ရန်အတွက်ဖြစ်တယ်။စစ်မှန်သောဘဝကိုသူတွေ့ပြီးတဲ့နောက်မှာ โอเคเนาะစစ်မှန်တဲ့ဘဝကိုပြရှိမုံပေတူးတွေ့သွားပြီတွေ့သွားပြီတဲ့နောက်မှာဘာလုပ်လဲဆိုလုတ်ချင်တာမလုတ်ဘူးငါလုတ်ချင်တာလုတ်မယ်ငါသွားချင်တာသွားမယ်လို့မပြောအေးဒီစစ်မှန်တဲ့ဘဝတေချာတဲ့ဘဝကို ပေးတဲ့လူနောက်ကိုလိုက်တာဖြစ်တယ်ဒီကနေ့ကျမတို့စစ်မှန်တဲ့အရာကိုတည်တယ်မပြောင်းလဲနိုင်တဲ့အရာကိုတည်တယ်ကျမတို့ကိုကောင်းကြီးပေးတဲ့အရာကိုတည်တယ် ကျမတို့တမလွန်အတွက်စိတ်ချရတဲ့အရာကိုကျမတို့သိတယ်။ကျမတို့နေ့စဉ်လမ်းပြနေတဲ့အရာကဘယ်အရာလဲ။ကျမတို့ကိုတွင်တင်နေတဲ့အရာကဘယ်အရာလဲ။ကျမတို့သိရတာ ਨੇ ပေါ့နော်။ကျမတို့နောက်မလိုက်ဘူးဆိုလို့ရှင်ကျမတို့သူ့နောက်ကိုလိုက်ဖို့ရန်အတွက်ဘုရားသခင်ရဲ့နောက်ကိုလိုက်ဖို့ရန်အတွက်ပြင်ဆင်ဖို့ရန်အတွက်အားပေးချင်ပါတယ်။ဘုရားသခင်ရဲ့ဂတိတော်ဟာဘယ်တော့မှမပြောင်းလဲဘူး။ ဖရာသခင်ရဲ့အမိန်တော်အဖြစ်ကျွန်တော်တို့ကိုကောင်းကြီးဖြစ်စေတာဖြစ်တဲ့အခါမှာနာခံခြင်းအတ္တတာအဖြစ်ကျွန်တော်တို့အတ္တတာအကုန်လုံးပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ဟာကိုအားပေးခြင်းနဲ့အားကြောင့်ကျွန်တော်တို့အတ္တတာမှာကိုရော့ကိုနာခံဖို့ရန်အတွက်ဒုတိယချက်အနေနဲ့အားပေးခြင်းတာဖြစ်ပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့သူဆိုတာဒီတမ်းမှာကျွန်တော်ပြောသလိုပဲကိုဘွားနဲ့ကိုပါနော်သူအရန်လာဆွဖက်လို့လေကျွန်မဘဝမပြောင်းလဲသွားဘူး ဟုတ်တယ်နော်ကိုအရန်သွားပြီးတော့မှဆွတ်ဖက်ပေးလို့လေသူ့ဘဝကြီးကပြောင်းလဲသွားတာမဟုတ်ဘူးလူဆိုတာကိုဘဝနဲ့ကိုဖြစ်တယ်ကို့ထွာနဲ့ကိုကို့အတိုင်းတာနဲ့ကိုကိုရင်ဆိုင်နေရတဲ့အနေထားကို့ဟာနဲ့ကို အားလုံးကယုံကန်နေကြရတာဖြစ်တယ်ဆိုတဲ့အခါမှာ तू ဟာကို့အပြစ်တင်စရာမရှိတယ်လို့ကိုကလည်းသူ့ကိုအပြစ်မြင်စရာအကြောင်းမရှိပါဘူးခရစ်တော်အားဖြင့်ကျွန်တော်တို့ကတယောက်နဲ့တယောက် နားလည်ပြီးတော့မှတယောက်နဲ့တယောက်လက်ခံရတာဖြစ်တယ်။ဘုရားသခင်ကအတင့်တင့်ပေါင်းဖော်ခြင်းကိုအရန်ကြိုက်တယ်နော်။ကျမတို့မိတ္တဟာယပြုရမယ်ဆိုတဲ့အရာကိုပြောပြောထားပြီးသားဖြစ်တယ်။အားကြောင့်ဒီကနေ့မှနောက်ဆုံးနေနဲ့ကျမခွန်အားပေးချင်တာကတော့တခါလေကြလို့ရှိရင်လူအနေနဲ့မရဘူး။လူအနေနဲ့ကျမတို့ရင်ဆိုင်ဖို့ရန်အတွက်မဝင့်ရဲဘူး။ကျမတို့မနိုင်တော့ဘူးအရာတွေကျမတို့တခါတလေဖြစ်တယ်။တိုင်းပြည်တပြည်ကလေတိုးတက် လေးပို့ပြီးတော့မှရုံးကန်ရလေးလည်းဖြစ်တယ်နော်ဟုတ်တယ်နော်ပို့ပြီးတော့မှအရန်တိုးတက်တဲ့နိုင်ငံတွေမှာသူတို့လည်းသူတို့အခက်အခဲတွေကြုံတွေ့ရတာတွေများကြီးရှိတယ်2008ခုနှစ်တုန်းကကျွန်မဂျပန်မှာရှိတယ်ဆိုတော့အဲဒီကာလကတော့မှဂျပန်နိုင်ငံမှာကိုကိုကိုတတ်တည်တဲ့နှုံးကတော်တော်မြင့်ပါတယ်ဆိုတော့ သူတို့ဘဝမှာဘာလို့အဓိကတတ်တည်ရတာလဲပေါ့သူတို့ကိုသူတို့ suicide လုပ်တာလေနော်ဘာလို့တတ်တည်ရတာလဲဆိုသူတို့ရဲ့အနာကအတွက်သူတို့ဘာမှမရှိဘူးပြီးတော့အဲ့ဒါတွေကိုစစ်တမ်းပြန်ပြီးတော့မှတေချာကောက်ကြည့်တဲ့အခါမှာသူတို့တွေဟာဘာသာမဲ့တွေဖြစ်တယ်သူတို့မှာဖျားမရှိဘူးဆိုသူတို့ရဲ့ရှေ့အနာကအတွက်သူတို့ဆက်လက်ပြီးတော့မှရှောက်လှမ်းဖို့ရန်အတွက်သူတို့မှာခွန်အားမရှိဘူးတတ်တည်မရှိမျှော်လင့်ချက်မရှိဘူး ဲ့လိုမျိုးတွေဖြစ်ပြီးတော့မှကိုကိုကိုတတ်တည်တာဖြစ်တယ်။အဲ့လိုလို့စစ်တမ်းထွက်တယ်ပေါ့နော်။ဆိုတော့ဒီကနေ့ကျွန်တော်ယုံကြည်သူများရဲ့အသက်တာမှာကတော့ဘုရားသခင်ကအရန်ကောင်းမြတ်တယ်လို့ပဲကျွန်မခဏခဏပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မတတ်နိုင်တဲ့အရာကိုဘုရားတည်တယ် ဒါပေမဲ့ကျွန်တော်တို့မခံနိုင်လောက်တဲ့စုံစမ်းနှောက်ရှက်ခြင်းကိုလည်းအစာပြောထားတယ်နော်။ဖရာသခင်ကကျွန်တော်တို့ပုံမှာလေပေးမရောက်ဘူးတော့အယံကျေးဇူးတင်တယ်ဖရာသခင်ကိုမဟုတ်လို့ရှင် ကျွန်တော်တို့လဲကြမှာပြန်လဲထနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့ဖရာသခင်ကကျွန်တော်တို့မခံနိုင်လောက်တဲ့စုံစမ်းနှောက်ရှက်ခြင်းကိုကျွန်တော်တို့ပုံမှာရောက်ဖို့အရန်အတွက်တောင်အခွင့်မပေးလောက်တဲ့အထိကျွန်တော်တို့ကိုကာကွယ်ပြီးတော့မှကျွန်တော်တို့ကိုချစ်တဲ့ဖရာသခင်ဖြစ်တယ်။ပြီးတော့နောက်တစ်ချက်ကပါလဲဆိုလို့ရှင် ကျမတို့မတက်နိုင်ဘူးလို့ထင်နေတဲ့အရာတွေအတွက်ဒီကနေ့ဒီနှုတ်ကပတ်တော်အဖြစ်ခွန်အားယူစေချင်ပါတယ်။အခါလေကြောက်လို့ရှိရင်လည်းကျမကိုကျမလည်းစဉ်းစားရတယ်။ဒါကြီးငါတက်နိုင်မှာမလားပေါ့။ဒါပေမဲ့ဘုရားသခင်ကောင်းမြတ်တယ်ဘုရားသခင်ဖြစ်တယ်။ဒီနေ့ကောင်းမြတ်တယ်မင်းသဖြင့်ကောင်းမြတ်တယ်အချိန်တိုင်းကောင်းမြတ်အောင်ပါ။ကျမပုံမှာလည်းကောင်းမြတ်တယ်မိသားစုပုံမှာလည်းကောင်းမြတ်တယ်ဒီအတင်းတော်ပုံမှာလည်းကောင်းမြတ်တယ်ကျမတင်းတော်ပုံမှာလည်းကောင်းမြတ်တယ်။ငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအရာတို့ကို ငါတက်ဆွမ်းနိုင်ဤကျမတို့ရဲ့ခွန်အားနဲ့မဟုတ်ပါဘူးကျမတို့တို့ခွန်အားနဲ့ဆိုအတိုင်းတာရှိတယ်ကျမဆိုလို့ရှိရင်လူပုစိတ်တူလေးနော်အရန်စိတ်တူတာဒါပေမဲ့ဖျားပေးတဲ့ခွန်အားနဲ့စိတ်ရှည်ရတာနော်စိတ်ရှည်ရတာကြော်လွှားရတာဖျားပေးတဲ့ခွန်အားတစ်ခုပဲရှိပါတယ်အားကြောင့်ကျမတို့မတတ်နိုင်သောအမှုမရှိဘူးဖျားပေးသောခွန်အားနဲ့ခတ်သိမ်းသောအရာတို့ကိုကျမတို့ တတ်နိုင်ပါလေ။နော်ဒီကနေ့ကျွန်တော်တို့အသက်တာမှာဆက်လက်ရှောက်လန်းဖို့ရန်အတွက်ဖရာသခင်ပေးသောခွန်အားနဲ့ဆက်လက်ရှောက်လန်းဖို့ရန်အတွက်အကောင်းဆုံးကိုဆက်လက်ဆောင်ရွက်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့တတ်နိုင်ပါလေ။အားကြောင့်ဒီကနေ့မှာခွန်အားယူစေချင်ပါလေ။ကျွန်တော်တို့အားယူဖို့ရန်အတွက်ဖြစ်တယ်၊ရဲရင်ဖို့ရန်အတွက်ဖြစ်တယ်။ကတိတော်ကိုကျမတို့ကင်ထားရအောင်ဘတော်မှမပြောင်းလဲဘူးဖျားတကယ်အမိန်ကိုကျမတို့နာခံရအောင် ကောင်းကြီးဖြစ်တယ် နော်နာခံခြင်းကကောင်းကြီးဖြစ်တယ်။ကောင်းတဲ့အကျင့်ကိုကျမတို့ရှင်းကြရအောင်။ကောင်းတဲ့အကျင့်ကိုကျင့်စရှိတဲ့အတိုင်းဆက်လက်ပြီးတော့မှကျမတို့ရှင်းတဲ့အခါမှာဂလာတိခန်းကြီး6အငယ်9မှာဖော်ပြထားပါတယ်။ကောင်းသောအကျင့်ကိုရှင်းကြရအောင်။ကောင်းတဲ့အကျင့်ကိုကျင့်စာရှိတဲ့အတိုင်းကျမတို့ဆက်လက်ပြီးတော့မှကျင့်တဲ့အခါမှာအချိန်တန်ရင်အတီးအနှံကို ျမတို့အမှန်တကယ်ရိတ်ရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဝေငှရင်းနဲ့အနေငယ်ခွန်အားပေးချင်ပါတယ်လို့အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ